အမေရိကန်ရဲ့မဟာဆစ်စင်ရေးကြီး၅ခုအားလုံးပဲမင်္ဂလာပါဘာမှစမ်းပြကနေတင်ဆက်နေတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးခြင်းတဲ့ topic လေးကတော့ကမ္ဘာအန်ဒရယ်အရှိဆုံးရေပြင်ဖြစ်လာတော့မယ့်တောင်ထုပ်ပင်လေအကြောင်းပဲဖြစ်ပါတယ်တရုတ်နိုင်ငံရဲ့ရေတပ်အင်အားတောင်တင်းကျင်စိတ်တွေကတနေ့ထက်တနေ့ပိုပြီးကြိုးကြွားလာနေပါတယ်စေရေးဆိုင်ရာတက်ဆင်မှုတွေအပြည့်နဲ့လူလုံကျုံးတွေကိုတီဆောင်နေသလိုသူတို့ရဲ့နောက်ဆုံးပုံလေရင်တင်တင်းမောကလေနိုင်ငံရေးတင်းမာမှုတွေရှင်နေတဲ့မိခိုးရောင်နယ်နိမိတ်တွေလည်းလှည့်ပတ်နေပါတယ် ်သေးကြတဲ့အတိုင်းတရုတ်ကြီးတို့ပခုံးချင်းရှင်ထိုးနေတဲ့ရွှေဘကတော့ရိုးရာမပြတ်အမေရိကန်လင်းယုံကြီးတို့ပါပဲအမေရိကန်ရဲ့တိတ်တိတ်ဆိတ်ဆိတ်ဒေါ်လာရေးလက်နက်စနစ်၅ခုတဖက်မှာလည်းထင်းတိုင်းကျဲကျင်တိုင်းကျဲခွင့်မပေးနိုင်ဘူးဟဲ့ဆိုတဲ့အမေရိကန်ရတက်ကရာဇဝနှစ်သစ်တစ်ခုလုံးအတွက်ပစိဖိတ်ဒေသမှာစစ်အင်အားမျှချေကိုထိန်းချီပေးနိုင်မယ့်ဒေါ်လာရင်းပြူဟာမြောက်လက်နက်စနစ်ကြီး၅ခုကိုတိတ်တိတ်ဆိတ်ဖော်ဆောင်နေခဲ့ပါတယ်ဒီလက်နက်တွေကတမန်ရွေးကြလက်နက်ထုတ်လုပ်မှုတွေကနေကွဲထွက်နေပါတယ်ပင်လယ်ကူးသင်းမောတွေလည်းမဟုတ်ပါဘူး ဒါရီယာအနာခက်ရဲ့စစ်ပွဲပုံစံအစ်အတွက်ဒီဇိုင်းထုတ်ထားတဲ့စစ်စတန်ကြီးတစ်ခုဆိုပါတော့နေပညာတိုက်ပွဲစီဦးတီလာနဲ့အမျှအနာခက်ရဲ့စစ်ပွဲတွေကလေထဲဝဲပြန်နေမဲ့အတန်ထက်များတဲ့ဒုံပြန်တွေကောင်းငင်ကိုဖုံးသွားလောက်မဲ့ drone အုပ်စုလိုက်ကြီးတွေကလောက်တချန်နေလာရုံနဲ့မျိုးတုံးသွားစီမဲ့ကဘာဖြက်လက်နဲ့တွေအထိထုံကားလာခဲ့ပါရင်အနဝါပြင်ကိုချုပ်ပိုင်ခွင့်ရဖို့အတွက်တရုတ်ကလေရင်တင်သင်းမောင်းနဲ့ရင်ငုံသင်းမောင်းအရေးအတွက်ကိုပဲအတိကထားအာယုံဆိုင်နေချိန်မှာ အမေရိကန်ကတော့တမယူးချရေတပ်စစ်ပွဲတွေရဲ့စီးမျဉ်းကိုလုံးဝမှောက်ခုံလှန်ပစ်မဲ့လန်ဒန်စနစ်တွေစီသွားနေခဲ့ပါပြီ။ gain တရုတ်စီးရေးစီမံသူတွေကိုညဘက်အိတ်မပြောင်းအောင်လုပ်နေတဲ့ဒီလက်နက်တိုက်တွေကိုဝင်လေလာကြည့်ကြရအောင်။ AIM-174B Gunslinger ပထမဆုံးအနေနဲ့ကတော့ AIM-174B Gunslinger ပါပဲ။အရှိ15ဗီနီးပါးရှိပြီးအလေးချိန်ပေါင်1900ရှိတဲ့ဒါကရိုးရိုး air to air တိုက်ခိုက်ရေးဒုံးပျံတစ်ခုတည်းပို့ပါရီ။ဒါအမိုင်300ကျော်အထိပြက်ခတ်နိုင်စွမ်းရှိတဲ့ပြန်တန်းနေတဲ့ smart weapon ပါပဲ။ သူနဲ့ထိတွေ့မိတဲ့လေရင်ဒါမှမဟုတ်ဒုံးပြန်မှန်သမျှကိုဖျက်ဆီးဖြစ်နိုင်ပါရဲ့ဒီကွာဝေးက F14 Tomcat တွေမှာတော့ငါနာမည်ကြီးခဲ့တဲ့ AIM54 Furnish ဒုံးပြန်ရဲ့အကွာဝေးထက်သုံးစပိုများတာကိုသတိပြုမိရင်တွေ့အောင်ပါပါဒါကြောင့် FAH 10 Super Hornet တွေကတရုတ်တိုက်လေယာဉ်တွေသူတို့ရှိနေမှန်းတော့မသိလိုက်ခင်မှာတိုက်ခိုက်နိုင်နေပါပြီ။ အရေးကြီးဆုံးကတော့ Gunslinger တွေက American စစ်အခြေစိုက်စခန်းတွေနဲ့အဝေးကြီးမှာရှိတဲ့ Super Sonic ဒုံးမြန်တွေကိုခုခံကာကွယ်ဖို့အတွက်ပထမဆုံးသောကာကွယ်ရေးလိုင်းဖြစ်ဒီဇိုင်းထုတ်ထားတာပါပဲ။ဒီလက်နက်ကိုဖန်တီးရမှာရေတပ်က SM6 ဒုံးမြန်ကိုအရွေးမှန်ပြီးပြုပြင်အသုံးပြုရတာကလည်းအတော်လေးကိုလိမ်မာပါနေတဲ့စေကူပါပဲ။ SM6 က2013ခုနှစ်ကတင်းမောတွေကိုကာကွယ်ပေးနေကြတာပါ။ဒီလိုနဲ့ရေတပ်လမ်းကြောင်းစနစ်များကိုကဲရေးရုံ Naval Air System Command မှာရှိတဲ့တယောက်ယောက်ကဒီတုံးမြန်ကိုတိုက်လေရင်အောင်မှာတန်းနိုင်ခဲ့ရင်ရောဆိုရက်အစုံရောက်စေကူတစ်ခုကိုရခဲ့ပါရီ။ အင်ဂျင်နီယာပိုင်းစိန်ခေါ်မှုတွေကလည်းစိတ်ကူးကောင်းရင်ကောင်းသလောက်အခက်ခဲအကြီးအကျယ်တွေရှိခဲ့ပါရည်။ဘာကြောင့်လဲဆိုတော့ SMC ကဖြတ်တင်မော်တွေနဲ့လေရင်တင်တင်မော်တွေပေါ်ကပြည့်လို့ဖို့ဒီဇိုင်းထုတ်ထားတဲ့အတွက်အရွယ်အစားအမြန်နှုန်းနဲ့အလေးချိန်ကိုတိတ်ပြီးဂယုစိုက်စရာမလိုခဲ့ပါဘူး။ဒီအလေးချိန်ကစူပါဟော်နက်တစ်စီးရဲ့ hard point လို့ခေါ်တဲ့ဒုံးပြန်ချိန်နေရာပေါ်မှာတည်ဆောင်မှုတွေလက်နက်အားလုံးထက်ပိုများနေပါရည်။ဒါကိုဖြည့်ရှင်းမှုအတွက်ဒုံးပြန်က AMR AAM ကနေဆင်းသက်လာတဲ့အစင်းမြင်မာတီမုစီကာကိုအသုံးပြုပြီး data link ဇွမ်းရည်ကိုထည့်သွင်းလိုက်ပါရည်။ ဒါကြောင့် E2T Hawk Kai လို့ AWACS လေယာဉ်တွေဒါမှမဟုတ်သင်္ဘောရေဒါတွေစီကပြင်မှတ် data ကိုလက်ခံရယူနိုင်ပါတယ်။ဒီတော့ Super Hornet ကတရုတ်ရေဒါအကွာအဝေးကိုကျော်လွန်ပြီးပြစ်လွှတ်လိုက်ရုံနဲ့ချက်ချင်းပြန်လည်သွားနိုင်တယ်လို့ဒုံးပြန်ကလည်းမိုင်းနေရာအကွာက Hawk Kai စီက data တွေသုံးပြီးပြင်မှတ်ကိုရှာဖွေသွားမှာပါ။တရုတ်တွေကပြစ်လွှတ်တဲ့လေယာဉ်ကိုမြင်ရမှာမဟုတ်တလို့ရေဒါနဲ့လေ lock လုပ်နိုင်မှာမဟုတ်ပါဘူး။သူတို့မြင်ရမှာကရုတ်တရက်ပေါ်လာတဲ့ဒုံးပြန်တစ်ခုကိုပါပဲ။ အားလုံးနားလေသွားချိန်မှာအရာရာကနောက်ကျကျန်နေခဲ့ပါပြီ။တုံပြန်မှုစက္ကန့်ပိုင်းမှာအချိန်ရတာကိုဗျ။ဒီစနစ်ကိုလက်ရှိရေတိုက်ရဲ့ရှိပိသားနေပညာရီနဲ့ပေါင်းဆက်အသုံးပြနိုင်တာကပိုပြီးစိတ်ဝင်စားဖို့ကောင်းနေခင်ဗျာ။ရေတိုက်ရဲ့ Aegis ဖြတ်တင်းပေါင်းနဲ့ Cruiser တွေအားလုံးက SM6 ဒုံးပြန်တွေကိုတုံးနေပြီးသားဖြစ်တဲ့အတွက်လေကြောင်းကပြစ်လွတ်တဲ့ Gunslinger ကိုလည်းပြစ်မှတ် data တွေပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။ဒီလိုနဲ့မိုင်းယာချီအထိကျယ်ပြန့်တဲ့လေပြင်းနဲ့ရေပြင်းပေါင်းဆက်ကာကွယ်ရေးအမြေပါ AC Defense Barbel တစ်ခုကိုဖန်တီးနိုင်ပါတယ်။ ရေတက်ကရေဒါအသစ်တွေစက်သွေးစနစ်အသစ်တွေဒါမှမဟုတ်လေကျင်ရေးအစီအစဉ်အသစ်တွေဖန်တီးစီရမလို့ပဲရှိပြီးသားစနစ်တွေကိုပဲလိုက်လျောညီထွေအောင်လုပ်လိုက်တာပါတကယ့်ပွဲကိုပြောင်းလဲသွားစေတာက2025ခုနှစ်ဇွန်လမှာဒုံမြန်ကာကွယ်ရေးအေဂျင်စီ MDA က AIM 174B အတွက် wide area effect စစ်ကောင်းအသစ်တွေတောင်းခံခဲ့တဲ့ကိစ္စပါပဲ ဒီတောင်းဆိုချက်မှာအတန်ထက်မြန်တဲ့ချိန်ချောက်မှုတွေကိုခုခံဖို့အတွက်စမ်းတက်တဲ့ချိန်မုံရင်နီလန်တွေ Novel Traffic Mechanism ကိုသုံးတဲ့စက်ကောင်းတွေကိုတတ်မှတ်ထားပြီး Director Fragmentation Pattern ဒါမှမဟုတ်လျက်စစ်တန်လိုက် line ထုတ်လို့မယ် EMP effect လို့နေပညာတွေပါပါဝင်တယ်လို့ယူဆရပါတယ်။ဆိုလိုတာကဒါတွေကပိုကြီးတဲ့တိုက်ခိုက်မှုတွေပောက်ကွဲမှုတွေထက်တရုတ်ရဲ့ Android အရှိဆုံးမကန်မနိုင်တဲ့ကိုယ်ရိုက်ပြန်တမ်းမှုတွေကိုတုံ့ပြန်မှုအထူးပြုလုပ်ထားတဲ့ Hypersonic Killers တွေဖြစ်နေတာပါပဲ။ ကဲနောက်တစ်ခုကတော့ Virginia Class ရင်ကုန်သင်္ဘောတွေကိုဒီထက်မြန်းမြန်းဒီထက်အားပြင်းပြင်းနဲ့ဒီထက်မြန်းမြန်းပြည့်ခတ်နိုင်အောင် upgrade ပေးမယ် Crow Combat Rapid Attack Weapon တိုက်ခိုက်ရေးလက်နက်ပါပဲဒီကောင်ကပြည့်ခတ်နှုန်းကိုမြန်ဆန်စေဖို့ဒီဇိုင်းထုတ်ထားတဲ့စနစ်ပါ Crow Sora နှစ်ပေါင်း20ကျော်ကြာပေါ်ဆောင်ခဲ့တဲ့ Mac 50H Torpedo ရဲ့နောက်မျိုးဆက်ဖြစ်ပါတယ်အစားကသင်္ဘောကြီးတွေကရန်သူ Torpedo တွေကိုဖျက်ဆီးဖို့ Torpedo တံမြန်ကာကွယ်ရေးစနစ်အဖြစ်စိတ်ကူးပြီးရေးဆွဲခဲ့တာပါ ဒါပေမဲ့ရေတက်ကပေါင်240လေးတဲ့တော်ပီတိုငယ်လေးကရင်ငုံတင်မောင်းနဲ့မျက်နှာပြင်တင်မောင်းတွေကိုလည်းဖျက်ဆီးနိုင်မှာပဲဆိုတော့သိလာခဲ့ပုံပါပဲ။ MAF 50H Crow ဟာမိုးရလဟောင်း MAF 40H လိုတော်ပီတိုကြီးတွေရဲ့တဝက်စာပဲရှိပါရင်။ကနန်းနဲ့ပြောကြည့်ဆိုအချင်း6.5လက်မလောက်ပေါ့။ဒါပေမဲ့သူ့ရဲ့ခင်မီ Electronics နဲ့ Explosive Free Form Penetrator ခေါင်းပါတဲ့အတွက်ရင်ငုံတင်မောင်းတွေကိုတိုက်ခိုက်နိုင်စွမ်းရှိနေသေးပါပဲ။ ခရော့ကရေအောက်မှာပြင်းမှတ်ရှားတဲ့တိုက်လေရင်တစ်စင်းနဲ့ပို့တူပါရင်အကွာအဝေးနဲ့ပောက်ခွဲအားကိုရှော့ချလိုက်ပြီးမောင်းနေနိုင်စွမ်းနဲ့အရေအတွက်ကိုအလေးပေးထားတာပါသူကိုပို့ပြီး Aura Fan ပေးလိုက်တာကတော့2023မှာစတင်ဆန်းသက်ခဲ့တဲ့ Revolver MP အစီအစဉ်ပါပဲ Revolver MP စနစ်ကရင်ကုန်သင်းမောတွေရဲ့ Torpedo ပြစ်ခတ်တဲ့ pipeline တွေကိုပြန်ဒီဇိုင်းထုတ်လိုက်ပြီး Torpedo pipeline တစ်ခုစီမှာ Cross 10ခုထိလှည့်ပတ်နိုင်တဲ့ Drone Revolver Cylinder ပုံစံမျိုးနဲ့ထည့်သွင်းနိုင်ပါပြီ ဒါကြောင့် Virginia Class ရင်ကုန်တင်းမတစီရဲ့ Torpedo Pipeline လေးခုကနေ10မိနစ်အောင်အချိန်အတွင်းမှာ Torpedo 38ခုထိဇက်တိုက်ပြစ်ခတ်နိုင်တာပါပဲ။တရုတ်ရဲ့ရင်ကုန်တင်းမအင်အားကိုကြည့်မယ်ဆိုရင်သူတို့ရဲ့ Type 039နဲ့ Type 093တင်းမတွေကစုစုပေါင်း Torpedo 14လုံးကနေအလုံး20လောက်ပဲတည်ဆောင်နိုင်ပါတယ်။ Virginia Class တစီတဲ့ကပဲဒီပမာဏရဲ့နှစားကျော်ကိုပြစ်ခတ်နိုင်စွမ်းရှိသွားပြီမဟုတ်လားဗျ။ဒါပြင် Map 40H Torpedo ကြီးတွေကိုလည်းအရင်အနေနဲ့ထားရှိနိုင်ပါသေးတယ်။ ဘယ်ကောင်းမလဲ Block Free Virginia ရင်ငုံတင်မော်တွေရဲ့ Virginia Payload Module VPM ကပုံမှန် Tomahawk Cruise Missile 9စင်းအတွက်ဒီဇိုင်းထုတ်ထားတဲ့ပြွန်ကြီးလေးခုကိုထပ်တိုးပေးနိုင်ပါတယ်။ဒီပြွန်လေးကို Cross Launcher ဆိုတဲ့ပြန်လည်ပြင်ဆင်မယ်ဆိုရင်ပြွန်တစ်ခုစီမှာ Torpedo အစင်း20အထိထက်နိုင်ပြီးစုစုပေါင်းအပိုလက်နက်80လောက်တင်နိုင်ပါသေးတယ်။ဒီထက်ထပ်တူပြောရရင် Torpedo ခန်းမတစ်ခုထဲမှာ MF48 10စင်းနဲ့ Crow 160စင်းထိတဲဆောင်နိုင်တဲ့ဆိုတဲ့ Rammer တွေရှိနေတာကြောင့် ရင်ကုန်တင်မတစီကစုစုပေါင်းဒေါ်ဘီတို250ဇင်းထိတည်ဆောင်သွားနိုင်မှလို့ယူဆရပါမယ်ခင်ဗျာရန်သူကိုတိုက်ခိုက်တဲ့ယုံနဲ့မရပါဘူးလဲသားနိုင်ရအောင်မယ်မဟုတ်လားအရေးအတွက်လည်းအမေရိကန်မှာ backup plan ရှိနေပြီသားပါနောက်ထပ်စနစ်တစ်ခုကတော့တင်မောစုတစ်ခုလုံးကိုအတူဖန်တီးပြီးရန်သူရဲ့ထောက်လိုင်းစနစ်တွေကိုလှည့်စားနိုင်ဖို့ရည်ရွယ်ပါတယ်။ဒါကတော့ NDMSIS NATO Emulation of Mardi Element Signature Against Integrated Sensor ပါပဲ။ 55နှစ်ကြာကြာလေးဝဘတ်ဂျက်နဲ့ဖော်ဆောင်ခဲ့တဲ့သူတည်တနာကနေအခုမှထုတ်ပြလာတဲ့စနစ်တစ်ခုပြဒါကြောင့်ပို့ပြီးတော့ထူးခြားနေပါတယ်။ ANDMI SIS ကတမယိုကြရေဒါလေပြားတဲ့ Dark Kind လို့ရေဒါ line ကိုရောင်ပြန်ဟတ်တာမျိုးမဟုတ်ပဲတင်မော်ရီရဲ့လှုပ်ရှားမှုပုံစံတွေလျှက်စက်တန်လိုက်ထုတ်လွှင့်မှုတွေနဲ့ရေဒါ line အနာသက်ပုံစံတွေအထိအချက်လက်16000ကိုခွဲခြားစိတ်ဖြာနိုင်တဲ့ရေဒါမျိုးတွေအတွက်ဖန်တီးထားခဲ့တာပါ။ ANDMI SIS ကတင်မော်ရီကိုဖွက်ထားတာဒါမှမဟုတ်ရေဒါတွေကိုရှုပ်ထွေးစေတာမျိုးမဟုတ်ပဲ။ တကယ်တင်မောတွေနဲ့ခွဲခြားမရနိုင်တဲ့ရေချောင်းအချက်ပြအတုတွေကိုဖန်တီးလိုက်တာပါပဲဒီစနစ်မှာ LED လောက် Actual Electronic Tagwin ကအဓိကကြပါတယ် LED ကိုမောင်းသူမဲ့လေရင် drone အငယ်သားတွေနဲ့ဖွဲ့စည်းထားပြီးအဲဒီ drone တွေကဖြတ်တင်မောတစ်စီးရဲ့ radar line ပြန်ဟမှုကနေစက်ကောင်းနဲ့ electronic ပစ္စည်းတွေရဲ့လျှက်စစ်တန်းလိုက်စူညံတန်းအထိအရာအလုံးကိုအတူယူထုတ်လွှင့်နိုင်တဲ့ RF radio ချိန်နှုန်းထုတ်လွှင့်ဆက်ကိုတည်ဆောင်ထားပါတယ်သူတို့ကဖြတ်တင်မောတွေရဲ့ပုံမှန်အမြန်နှုန်းဖြစ်တဲ့ နတ်30 35လောက်နဲ့ဘင်လယ်လိုင်းပေါ်ပြန်တန်းပြီးစေနာယူကျော်ထိအရှိန်ဟုန်ကိုထိန်းထားနိုင်ပါပြီ။ဒီစနစ်အထိကအားသာချက်ကတော့ကွန်ရက်ချိတ်ဆက်မှုပါပဲ။ဒရုန်းတော်တော်များများကတင်မောစုရဲ့ဖွဲ့စည်းပုံနဲ့အကွာအဝေးကိုထိန်းသိမ်းဖို့အတွက်လှုပ်ရှားမှုတွေကိုညှိနှိုင်းဆောင်ရွက်နိုင်ပါပြီ။ဒရုန်းစနစ်စည်းကကင်းထောက်တင်မောတွေ၊လေယာဉ်ကာကွယ်ရေးတင်မောတွေနဲ့ဖွဲ့စည်းမှုပြောင်းလဲမှုတွေပါဝင်တဲ့ဖြတ်တင်မောတပ်စုတစ်ခုလုံးကိုအချိန်တစ်ခုအတွင်းအတူယူဖန်တီးလိုက်နိုင်ပါပြီ။ဒီအွေ anti-asset area daniel ca view ဟာက df21d တင်မောဖြတ်တုံးပြန်လို့စနစ်တွေအတွက် ဂျိုတုထောက်လန်းရေးနဲ့ရေဒါရီပေါ်မှာမိခိုနေရတာပါအခုလိုတင်းမောအုပ်စုအထုတွေကိုအုပ်လိုက်ကြီးရေဒါမှာမြင်နေရမယ်ဆိုရင်ဘယ်ပြစ်မှတ်ကိုတိုက်ခိုက်ရမှန်းမသိပဲခေါင်းနှပန်ကြီးသွားမှာအသေးချပါပဲဒရုန်းတိုက်ခိုက်ရေးစနစ်တွေကိုမြင့်တင်ရမှာနောက်ထပ်တစ်ခုကတော့ Android ကထုတ်တဲ့ Rough Runner M ပါပဲဒါကဖြတ်တင်းမောတွေရဲ့ဒရုန်းတိုက်ခိုက်ရေးစွမ်းရည်ကိုမြင့်တင်ပေးမယ်စနစ်ပါအဓိကစိတ်ကူးကတော့ကြားပြတ်တိုက်ခိုက်ရေးလက်နက်တွေကိုတစ်ခါသုံးမဟုတ်ပဲပြန်သုံးလို့ရအောင်ဘယ်လိုလုပ်မလဲဆိုတာပါပဲ။ Andre ကိုကုန်သွယ်လုပ်ငန်းသုံး drone နည်းပညာ modeling စက်ကောင်းတွေနဲ့ Silicon Valley ကစော်ဝဲပြီးသူကားတွေကိုအသုံးပြုရင်းအံ့အားတင့်စရာကောင်းလာအောင်အချိန်တိုအတွင်းတည်ထွင်နိုင်ခဲ့တာပါဒါကပြောစမတ်တွင်တဲ့အချက်ပေါ့ Roadrunner MR ပါဝင်တဲ့ double jet engine နှလုံးက downlight ဖြစ်လို့ပြီးမြေပြင်စီပြန်ဆင်းလာနိုင်တဲ့စနစ် vertical launch and recovery system အတွက်အထူးဒီဇိုင်းထုတ်ထားတာပါအဓိကကြတာကတော့ဒီ drone ကအနည်းကပေါက်ကွဲတဲ့စစ်ကောင် contact detonation warhead ကိုအသုံးပြုထားပြီး ဒုံပြန်ဒါမှမဟုတ် drone အုပ်စုကိုတိုက်ခိုက်ဖျက်ဆီးဖို့ဒီဇိုင်းထုတ်ထားတာပါပဲ။သူရတကယ်အကြီးမားဆုံးအားသာချက်ကတော့အကဲပြည့်ပြတ်မှတ်ကိုကောင်းကောင်း lock မလုပ်နိုင်ခဲ့ရင်ဒါမှမဟုတ်ပြတ်မှတ်ပျောက်သွားခဲ့ရင်ဒီ drone ကသူ့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်အရလမ်းညွန်စနစ်နဲ့စတင်ပြစ်လုခဲ့တဲ့တင်းမပေါ်ကိုပြန်ဆင်းသက်ပြီးစီဖြေရင်နောက်တစ်ချိန်မရှင်အတွက်အသင့်ဖြစ်နေမှာပါပဲ။ဒီစနစ်နဲ့ပတ်သက်လို့စီးပွားရေးအကျိုးမြတ်ကအလွန်များပါရင် Android အဆိုရ Roadrunner တစ်စင်းရဲ့ကုန်ကြမ်းစရိတ်ကဒေါ်လာ2သိန်းဝန်းကျင်ပဲရှိပြီးဒေါ်လာ2သန်းကုန်တဲ့ SM2 ဒေါ်လာ9သိန်းကုန်နဲ့ IAM ဒါမှမဟုတ်ဒေါ်လာ1.3သန်းကုန်နဲ့ ESSM လိုတန်ဖိုးကြီးဒုံးပြန်တွေထက်အများကြီးသက်သာပါတယ်။ဒါပြင်ပြည်မှတ်လွဲချော်ခဲ့ရင်ပြန်ယူလို့ရတဲ့အတွက်ထုတ်လုပ်မှုအရေအတွက်ကိုပိုပြီးများနေစေပါတယ်။နောက်ဆုံးတစ်ခုကတော့တချိန်ကငွေကြေးကုန်ကျမှုမြန်မာလုံးလို့ဖြတ်သိမ်းတော့မလို့ဖြစ်ခဲ့ရတဲ့ USS Zamwa ဖြတ်သိမ်းမှုစီမံကိန်းကိုပြန်လည်အသက်သွင်းတာပါပဲ။ရေတက်က2021ခုနှစ်မှာအရီတမော်ရီရဲ့ Advanced Gun System AGS ကိုဖြုတ်ပြီး Conventional Prompt Strike CPS ပြောပြတာမှန်ချက်ချင်းတက်ခတ်ရေးနည်းပညာလို့ခေါ်တဲ့ hypersonic ဒုံးပြန်အမျိုးအစားတစ်ခုတက်ဆင်ဖို့ဆုံးဖြတ်ခဲ့တာပါ CPS ရဲ့တမိုင်းကြောင်းက2003ခုနှစ် DARP ရဲ့ Falcon စီစဉ်ကနေစခဲ့တာပါအထက်အရွယ်ချက်က nuclear လက်နက်မသုံးဘဲကမ္ဘာပေါ်ကဘယ်နေရာကိုမဆိုတဏှာကြီးအောက်အချိန်အတွင်းတိုက်ခိုက်နိုင်ဖို့ပါပဲဒီဒုံးပြန်က -2300 ကိုမိနစ်30အောက်နဲ့ပြန်တန်းနိုင်ခဲ့ပါတယ်ရေတပ်ကဒီစနစ်ကို2018မှာစတင်အသုံးပြုခဲ့ပေမဲ့စံကုန်မှုကကြီးမာပါတယ် hypersonic လက်နက်တွေကအပူချိန် Fahrenheit 3000ဒီဂရီကျော်ထုတ်ပေးတာကြောင့်တခြားလက်နက်တွေနဲ့လောင်းသားသီးတွေဝန်းရံနေတဲ့တင်မောရဲ့ downlight ပြစ်ခတ်ပြုံတွေကနေပြစ်လွတ်ဖို့ဆိုတာတိတ်အန်ဒရယ်များတဲ့ကိစ္စပြဒီပြဿနာကို NASA ရဲ့ Space Shuttle အစီအစဉ်ကနေဖြေရှင်းချက်ယူခဲ့ရပါတယ် Lockheed Martin engineer တွေက Shuttle အတွက်တီထွင်ခဲ့တဲ့အပူခံပစ္စည်းတွေကိုဇမ်မောရဲ့လက်နက်ပြုံအစ်စ်တွေမှာလိုက်လျောညီတွေဖြစ်အောင်အသုံးပြုခဲ့တာပါ CBS က Mach 5ကိုကြော်လွန်တဲ့အမြန်နှုန်းနဲ့ပြန်တန်းနိုင်တဲ့ Hypersonic Glide Vehicle ကိုအသုံးပြုပါတယ် ဒီရင်ကရိုးရိုးပယ်ထိန်တုံးပြန်လို့မဟုတ်ပဲကွေးဝိုက်ပြန်တန်းတာစွမ်းငင်မန်နီဗာရီဒါမှမဟုတ်ဒရိုက်ရှင်ပြောင်းတာတွေအထိလှုပ်ဆောင်နိုင်ပါရင်စစ်ကောင်းအနေနဲ့အစင်းမြစ်ပေါက်ကွဲပစ္စည်းအစား Dance Dance Kinetic Penetrate Star ကိုအသုံးပြုတာကြောင့် Match Fight အချိန်မှာစွမ်းငင်တွေကတိကျတဲ့ထိခိုက်မှုနေရာကိုစူးစီးရောက်ရှိစေပါရင်ဒါဟာမြေရောက်ခံတက်တွေနဲ့လေရင်တင်တင်မော်လေရင်ပြေးလန့်တွေကိုပါထိုးဖောက်ဖျက်ဆီးပစ်နိုင်ပါရင်၂၀၂၄ခုနှစ်ဇွန်လကဟာဝိုင်ကနေမာရှယ်ကျွန်းစုကိုပစ်ခတ်တဲ့စမ်းသပ်မှုမှာဆိုရင် မိုင်းနှောင်ချောက်ခရီးကိုသွားခဲ့ပြီးပြမတ်ရဲ့၆ပေအတွင်းမှာချိန်ရွယ်ထားခဲ့တဲ့ဘလို့ထားကတ်မျိုးကိုမဆိုအတီးကြားထိမှန်ခဲ့တယ်လို့သိရပါတယ်။ဒါကဂူဝန်ကျောင်းနာကရင်ကုန်တင်းမောကနေပြစ်လို့ရင်တော့ပေကျင်းကအဆောက်အုံတစ်ခုကိုတိတိကျကျထိမှန်နိုင်လောက်တဲ့တီးကြားမှုမျိုးပြ။စူပေါင်းကြည့်လိုက်မယ်ဆိုရင်ဒီလက်နက်၅ခုကတစ်ခုနဲ့တစ်ခုဆက်နွယ်နေတဲ့ကာကွယ်ရေးနဲ့ထိုးစစ်ဆွမ်းရည်ကွန်ရက်တစ်ခုကိုဖန်တီးလိုက်တာပါပဲ။ LED drone တွေကစေရေတက်အင်အားအထုတွေကိုဖန်တီးပေးမယ်။ AIM 174B Gans Lenari တပ်သားတွေ Super Hornet တွေကဒေယုတ်တိုက်လေယာဉ်တွေကိုမိုင်းယာချီကနေကျိုးပစ်ချနိုင်ပြီ။ Road Runner M တွေကကာရီယာအုပ်စုကိုဝင်လာမဲ့ drone အုပ်စုတွေကိုကာကွယ်ပေးနိုင်ပြီ။ထောက်ပံ့ဖို့ဆောင်ရွက်ရအတွက်ခြေကိုက်တဲ့စနစ်ကိုဖြစ်လာစီမယ်။ရေအောက်မှာ Crow Torpedo ထောင်ပေါင်းများစွာတည်ထားတဲ့ Virginia ရေငုပ်သင်္ဘောတွေကရန်သူရေငုပ်သင်္ဘောတပ်စုတွေကိုအလွယ်တကူခြေမုံနိုင်ပြီ။နောက်ဆုံးအနေနဲ့ Zamwa ဖြတ်သင်းဘောပေါ်က CPS Hypersonic ဒုံးပျံတွေကရန်သူရဲ့အရေးကြီးတဲ့ဂုံးမြေပြတ်မှတ်တွေကိုအချိန်တိုအတွင်းထိုးပေါက်ဖျက်ဆီးပစ်နိုင်ပြီ။ ဒီလက်နက်တွေကတရုတ်ရဲ့တံပြန်ဖြူဟာတွေအတွက်အခက်အခဲတွေကိုပေးလာပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့သူတို့က AIM 174B ရဲ့အကွာအဝေးကိုလိုက်မိနိုင်ဖို့သူတို့ရဲ့လေယာဉ်တွေနဲ့ဒုံးပျံတွေကိုစာလုံးရေးစဒီဇိုင်းဆွဲရမှာဖြစ်တယ်လို့ Roadrunner ရဲ့ကာကွယ်စနစ်ကိုကျော်လွှားဖို့သူတို့ရဲ့စက်မှုလုပ်ငန်းကထုတ်လုပ်နိုင်တာထက်ပိုများတဲ့ drone တွေစောက်ရပါလိမ့်မယ်။နိုင်ငံရေးလိလသုံးသက်သူအများစုက2029ခုနှစ်ခါထိုင်ဝမ်ပြည်ပခအတွက်အကြီးမားဆုံးသော Android ရှိတဲ့နှစ်ဖြစ်လာမယ်လို့ခန့်မှန်းနေကြပါတယ် အရေးချိန်ကြရင်ဒီစနစ်တွေထဲကတစ်ခုကိုပဲဖြစ်ဖြစ်ငါးခုလုံးကိုပဲဖြစ်ဖြစ်ကျွန်တော်တို့တွေလက်တွေ့မြင်ကြရတော့မှာပေါ့ဗစီဘက်ရေတပ်မှာ AIM 174B ရာပေါင်းများစွာ Cross ထောင်ပေါင်းများစွာ CPS ဒုံးပြန်ဓာစင်ပေါင်းများစွာနဲ့ LED Rob Runners နဲ့တွေကတံပိုးမီ unit တိုင်းကိုကာကွယ်ပေးနိုင်နေပါလိမ့်မယ်ဒီဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရခင်ဗျာဒီနေ့အတွက်တော့ဒီလောက်ပါပဲ